เจ้ามาบ่มาไม่อยู่ต้อเเละมาอุ๊ยเนี่ยตังงานเจ้าลีสอบพี่รอบ่ตะใบตะลงตังงานต้องเเละเนี่ยดีตะบ้าเจ้าลีสอบพี่รอบ่เนาะอุ๊ยเนี่ยเอตาธนาปิ่มเเละหนีเเละสู่อยู่รออุ๊ยเนี่ยโกอะชิ่เมียเบเจ้ามาหนีเเละหลุมี้หิงเออเจ้าลีละญูทุบยะเสียชิ่หิงต้อพี่สู่พี่รออุ๊ยเนี่ยต้อเเละโหลาราต้อเเละลาเพียงเเละอุ๊ยเนี่ยดีต้อเเละโหลาเเละเนี่ยนี่สะพี่รอลูดิอาลองอ่ะดีล้านเเละไม่ปอกดีรอไอ้มาต้อเเละวนอ่ะบวชดิลาตะเหมะกะอกงบวชดิเนี่ยไอ้เนี่ยนี่สะพี่รออุ๊ยเนี่ยเตียรี่โห ီညောင်ပင်အောက်မှာပဲခုံလေးနဲ့ဥစဉ်ဟောတာအကြောင်းမရှိသေးဘူး။နောက်ကျတော့လေဒီညောင်ပင်ကလည်းထူးခြားနေ24လက်မှရှိတယ်ပေါ့။တစ်နှစ်တစ်နှစ်ကိုတရွတ်တရွတ်24မှရှိတယ်။ဒီညောင်ပင်ရှိမှန်းဥစဉ်မသိဘူး။ကျဒီတောထဲမှာပနက်ရိုက်တဲ့နေကြမှာဒီဘော်ဒီညောင်ပင်ရှိမှန်းသိတယ်။ဒီဘော်ဒီညောင်ကလည်းခုနထူးထူးဆန်းဆန်းပေါ့။ဒီမှာလည်းသူ့ဟာနဲ့သူ့ဆောက်ရှောက်ပုံကူတွေကလည်းတဏနာပြုတ်မဲ့ဒီနက်မျက်နှာကောင်းတွေကလည်းကြိုးဆောက်နေကြတာပေါ့နော်။ဒီ24လက်မှလောက်ရှိတဲ့ညောင်ရွက်တွေထူးထူးခြားခြားပေါ့နော်ဒီမှာဦးတို့ကဘာမှမရှိသေးဘူးပေါ့ မဟာဘောဓိပေါ့မဟာဆိုတော့အကြီးဆုံးပေါ့ဘောဓိညောင်ရွက်ပေါ့ကဘာမှာအကြီးဆုံးညောင်ရွက်လို့ပြောရင်လည်းမမှားဘူးအဲဒါလေးဒီအထူးခြားခြားဥဒ္ဒရလက်ဆောင်ရတာပေါ့ဒီရိတ်တာကိုစရောက်လာပြီဆိုတဲ့ဥဒ္ဒရဘာလောက်ရလဲဆိုရင်ရောက်လာပြီဆိုတဲ့ဥဒ္ဒရဥကိုအားကိုလို့လာတာပေါ့နော်ယုံကြည်လို့လာတဲ့အတွက်ဒီရိတ်တာကို လာပြီဆိုတဲ့ဥဒ္ဒရဘလို့နီးနေပဲဖြစ်ဖြစ်နီးပေါင်းဆောင်ဥဒ္ဒရမရရအောင်ဥဒ္ဒရပြပေးတာရှိတယ်ပထမကဝိစာပေါ့ညံနဲ့ရင်ရအောင်ပြတယ်ညံနဲ့မရရင်ခန္ဓာနဲ့ကာယကိုအားကိုပြီးတော့သွားတယ်ပေါ့ဥဒ္ဒရရိတ်တာအထူးခြားနာက သူများရိတ်တာတွေလို့မနဲ့3နာရီ4နာရီအစောကြီးမထခိုင်းဘူးမနဲ့ပိုင်းထိုင်ခြင်းကိုဖြုတ်ထားတယ်အဲနောက်ကြတော့အစားတော့ဆိုရင်လည်းဦးဇုံဘူဘေးစနစ်စီစဉ်သားတယ်ပေါ့ဘူဘေးစနစ်ကအဝါစားအဲ့တော့ဆုံးအလှခံခြင်းလည်းမရှိဘူးရိတ်တာလာဝင်တော့ပတ်စံပါမှမဟုတ်ဘူးရိတ်တာယူလှူထားမှလာငါတို့လာပြီးတရားကျင့်ရမှာလည်းမဟုတ်ဘူးလာပြီးတော့လှူလူမလှူလူဆုံးမဲ့လူဆုံးမလှူလည်းရတယ်အเจ้าမရှိလည်းရတယ်အမြဲတမ်းဒီလိုလာဖို့ပဲလိုတယ် ဒီเจ้าရဲ့ပေါ့เนาะဒီနိုင်ရကပေါ့နိုင်ရကဟိုပေါ့ဟိုเจ้าနိုင်ဖုံးကြီးပေါ့เนาะ เจ้าနိုင်ပေါ့တော့တဲ့ဥစဉ်ကလက်ရှိเจ้าနိုင်တရားပြပေါ့เนาะတရားပြဒီကမရဏစီရပေါ့ဦးတို့ဒီဟာဦးတို့เจ้าကဒီ16မိုင်5ဖလို့ပေါ့အမြန်အားတည်တာเนาะအရိယမန်နိုင်တောရရိတ်တာပေါ့เจ้าရိတ်တာမှာဥစဉ်ကဒီဗာရဏနိုင်ရကပေါ့เนาะဒီဦးတို့ဒီမှာဥစဉ်ဥဆောင်ဆရာတော်ပေါ့เนาะ ဥစဉ်ကတောထွက်လို့ပြောမှာပေါ့နော်တောတဲ့ယဟန္တဘာပါပဲဒါပေမဲ့ဥစဉ်ကဒီတစ္ဆာတရားကို you know ဟာဒီထန်းတပင်နေပြီးတော့ထန်းတပင်ပေါ့တောရရိတ်တာမှာဥစဉ်ကကျင့်ဉဏ်အထုတ်ပြီးတော့နော်ဥစဉ်ရဲ့ဒီရဲ့အိမ်နောင်ဖြစ်တဲ့ဥစဉ်အိမ်နောင်ဖြစ်တဲ့ဒီရဲ့အမျိုးသမီးကိုစွန့်ပြီးတော့ဒီတစ္ဆာတရားတွေကိုတည်တော့အကုန်လုံးစွန့်ပြီးတော့ဒီပေါ်မှာသာသနာအလုပ်တွေကိုပဲဥစဉ်ကဒီပေါ်မှာထန်းတပင်မှာအဲ့တရားတွေကိုတည်ပြီးတော့ဥစဉ်တပိတ်တစ်လုံးသင်ငန်းသုံးတယ်နေပေါ့နော်ဒီသာသနာစပြီးတော့တည်တည်ချင်း ဥစဉ်ဒီသစ္စာတရားတွေကိုကိုလိုက်ပြီးတော့ဟောတာပေါ့နော်ဟောတော့ဥစဉ်ကဟိုအเจ้าမရှိဘူးပေါ့အเจ้าမရှိဘဲနဲ့ဟိုသွားလိုက်ဒီသွားလိုက်မြေကြီးနာသွားလိုက်ဘိတ်သွားလိုက်တဝဲသွားလိုက်ပေါ့အစတရားဖြစ်ပေါ့နော်ကြုံတလို့သာသနာပြုနေနောက်ပိုင်းကျတော့အဲ့လိုသူများအเจ้าတွေမှာသာသနာပြုလို့တော့မရဘူးတကယ်ဓမ္မတွေကရှင်များဘယ်เจ้าမှနေလဲလို့မိတာတခါကြရင်သာသနာပြုတဲ့ဟာသာသနာပြုဖို့အတွက်နေရာလိုလာပြီဆိုတော့ဦးနှောကဒီအเจ้าကိုဒါဒီဝါဆိုရင်၃နှစ်ပြည့်ပြီပေါ့နော်ဒီအเจ้าမြေလေးကိုဦးနှောရတဲ့ဒီ ဟိုတက္ကမတွေဝိုင်းပြီးတော့ဟိုကလှူတရားလှူတာတက္ကမတွေဝိုင်းလှူတဲ့ဒီစုပေါင်းလှူတဲ့အလှူနဲ့ပေါ့အဲ့ရလေးနဲ့ဦးနော်ကဒီတေအကလောက်ဝင်းကျင်လောက်ကိုဦးနော်ကအရင်ဆုံးစက်ရံပေးထားပြီးတော့မှဖြည်း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 ချင်းပေါ့နော်တက္ကမတွေဝိုင်းလှူတာဆိုရင်အလုံးခမန်းကြီး24အကဝင်းကျင်ရသွားပြီပေါ့နော်အเจ้าမှာဘာမှမရှိဘူးတောထဲမှာဦးနော်ကတင်ငန်းအကြောင်းလေးစောက်ပြီးတော့ပေါ့တပိတ်လုံးတင်ငန်း3တန်းနဲ့ဒီတဘာအကြောင်းလေးစောက်ပြီးတော့ပေါ့နော်ဦးနော်ကအဲသာသနာပြုမယ်နေမယ်ဆိုပြီးတော့ဦးနော်က ကိုအရှင်မြတ်ဘယ်เจ้าမှနေလဲလို့မေးရင်အဲ့တော့ចောင်းလေးလက်ညှိုးထိုးပြကြရရှိရင်တော်ပြီဆိုပြီးတော့ဦးဒင်းတော်တဲ့ကိုလာတာတော်တဲ့လာပြန်တယ်လေဦးဒင်းဒီတော်တဲ့ကိုလာတဲ့နေ့ကနေစပြီးတော့လူတွေအားလုံးကဒီလမ်းလည်းမပေါက်သေးတော့အဲ့မှာတော်တဲ့ဝင်ရတော့ဘွက်တွေလာသမျှကအကုန်ဘွက်တွေနဲ့အဲ့နေ့ကနေစပြီးတော့ဦးဒင်းတရားတွေကိုဒီညောင်မင်အောက်မှာပဲခုံလေးနဲ့ဦးဒင်းဟောတာចောင်းမရှိသေးဘူးအခုံလေးနဲ့ဟောတယ်ဒီចောင်းမှလည်းဦးဒင်းကိုရင်လေးပဲဝတ်ပြီးတာပဲအခမ်းအနားတွေရှိတယ်ပေါ့နော် ចောင်းឧសាပြီးတော့យកလာတဲ့အချိန်မှာဥစဉ်က17နိုင်ထိုးမှရောက်ဖြစ်တယ်ပေါ့ចောင်းမှာတော်ရည်ဆိုတော့ဘာမှမရှိဘူးအဲ့တော့ကင်းနေကင်းချီများတွေခုနကမွေတွေကတော့အများကြီးပဲပေါ့လေအဲ့မှာညဘက်အိတ်တဲ့အချိန်ကျတော့17နိုင်ကျော်မှအိတ်တော့ဥစဉ်ကဒီအိမ်မက်လို့လို့ပဲမအိတ်သေးဘူးအိမ်မက်ပြောတဲ့အချိန်မှာအဲ့တော့မတော်ကြီးမွေဟောက်လို့မျိုးအဲ့အကောင်ကြီးရလာဥစဉ်နောက်မှာမိုးထားတာပေါ့ ရှင်မြားတဲ့ရှင်မြားကိုတပီတော့ဘေးနားမှာတပီတော့အမြဲတမ်းရှိနေပါတယ်တဲ့တပီတော့ရှင်မြားကိုစောက်ရှောက်နေတယ်ပေါ့နော်အဲ့ဒါထူးခြားတာဆိုရင်သူကစောက်ရှောက်နေတယ်ပေါ့အဲ့အဲ့ဒီပုံမှာသူကဘာပြောလဲဆိုတော့မင်းကငါ့ကိုစောက်ရှောက်တယ်လဲပြောသေးတယ်မင်းကနဂားလဲမဟုတ်ဘူးပေါ့ဦးညာဈေးစင်နေတာမင်းကမွေကြီးလို့အဲ့အဲ့လိုလဲပြောသူနဲ့စကားပြောနေတဲ့ချိန်မှာလန့်နိုးတာရှင်မြားဘေးနားမှာဒီလိုမျိုးစောက်ရှောက်နေအဲ့တော့ဖြစ်ချင်တော့သူဘာဖြစ်လဲဆိုတော့အဲ့ဒီဦးစင်းနဲ့အတူတူကြည်ညိုလို့လာဝက်တဲ့မျိုးတွေကတရုတ်တယောက်ကသူကဦးစင်းကိုဦးစင်းကဖုံးကင်တာပေါ့ဖုံးကင်တော့ဖုံးကြည့်အားတရှင်ဖုံးဦးစင်းကကြည့်နေတဲ့ချိန်မှာသူက ဥစဉ်ကိုစိတ်နဲ့ပြမလိုက်တယ်ပေါ့စိတ်နဲ့ပြငါဆရာပေါင်းမှားသွားပြီပေါ့ငါဆရာပေါင်းမှားသွားပြီဆိုပြီးတော့သူကစိတ်ထဲမှာလည်းကြံစီလိုက်တယ်သူ့အကိုလည်းဖုံးဆက်ပြီးတော့သူကပြောလိုက်တယ်အဲ့ဒီညမှာပဲသူကတညာလုံးအိတ်လို့မရဘူးတဲ့ဒီရင်ကြီးအရန်ပူပြီးတော့သူကဥစဉ်ကို၄၅၆ကြိမ်လောက်လာတောင်းမှန်လာတောင်းမှန်ကိုကြိုးစားတယ်ဥစဉ်အိတ်နေတော့သူလာမတောင်းမှန်ရဲဘူးမနေ့၅နာရီထူတော့လာတောင်းမှန်တယ်ဘာဖြစ်လို့လို့ဆိုတော့တပည့်တော်ဒီလိုပဲရှင်မဘောမှာပြစ်မှားမိပြီလို့ပေါ့နော်တပည့်တော်ဒီလိုဖြစ်တယ်ပေါ့ညာ ညကြတော့သူကရင်းနေပူပြီးအိတ်မရတော့လာလာတော့မနေ့ကျတော့ဦးစင်းကခွန့်လွတ်ပါတယ်ကြည်အေးပါတယ်လို့ပြောပြညားတော့လဲသူ့ဒေါတာကြီးတဲ့ကောင်တကောင်ဝင်ပူးနေရဆိုပြီးပဲသူ့မှာနေလို့မရထိုင်လို့မရပဲနောက်ဆုံးတတိတိလက်ပြီးတော့တော်တော်လေးကိုဖောက်ပြန်တဲ့အထိကိုရောက်သွားပြီးတော့သူကနောက်ဆုံးလူထွက်တဲ့အဆင့်အထိကိုရောက်သွားတယ်ပေါ့အဲဒါကအဲ့ဒါတွေကတမျိုးရှိတယ်နောက်ကျတော့ဒီကျောင်းမှာတော့ဝိဇ္ဇာဖုံးကြီးရှိတယ်ဒီဝိဇ္ဇာဖုံးကြီးကတော့ဒီကျောင်းမှာဦးရင်တို့မရောက်ခင်နဲ့သူကရှိနေတယ်ထင်ပါတယ်အဲ့ဖုံးကြီးကတော့ဒီလိုမျိုးသူတို့တွေဘာလုပ်လဲဆိုတော့ဝင်လိုက်ထွက်လိုက်ပေါ့နော် ဝင်လာထွက်တာအများနဲ့စောက်ရှောက်နေဦးတို့တရားတွေပဲဆွနီးတယ်ဆိုရင်လည်းဘေးမှာလာကြည့်တယ်သူလည်းအသက်ငယ်ပိုင်းပဲရှိပါသေးတယ်ဝိဆာဖုံးနောက်ကျတော့လေဒီညောင်ပင်ကလည်းထူးခြားနေ24လက်မှရှိသေးပေါ့တနေ့တစ်နှစ်ကိုတရွတ်တရွတ်24လက်မှရှိသေးဒီညောင်ပင်ရှိမှန်းဦးစံမသိဘူးကျတော့ဒီတောထဲမှာပနက်ရိုက်တဲ့နေကြမှာဒီဘော်ဒီညောင်ပင်ရှိမှန်းသေးတယ်ဒီဘော်ဒီညောင်ကလည်းခုနထူးထူးဆန်းဆန်းပေါ့ဒီမှာလည်းသူ့ဟာနဲ့သူစောက်ရှောက်ပုံကူတွေကလည်းတန်တနာပြုတ်မဲ့ဒီနက်မျက်နှာကောင်းတွေကလည်းကြိုးစောက်နေကြတာပေါ့နော်ဒီ24လက်မှလောက်ရှိတဲ့ညောင်ရွက်တွေ ထူးထူးခြားခြားပေါ့နော်ဒီမှာသူတို့ကဘာမှာမရှိသေးဘူးပေါ့မဟာဘောဓိပေါ့မဟာဆိုတော့အကြီးဆုံးပေါ့ဘောဓိညောင်ရွက်ပေါ့ကဘာမှာအကြီးဆုံးညောင်ရွက်လို့ပြောရင်လည်းမမှားဘူးအဲဒါလေးတွေထူးထူးခြားခြားဥဒ္ဒရလက်ဆောင်ရတာပေါ့ ုံးတဲ့ကောင်ကရုံးနဲ့ဗာသစ္စာလဲရုံးဗာသစ္စာဒီကဗာနဲ့ဘူးလဲစိတ်ရုံးဗာသစ္စာကောင်းကျိုးပေးမှာလားဆိုးကျိုးပေးမှာလားစိတ်ဒီကောင်းကျိုးပေးမှာလားဆိုးကျိုးပေးမှာလားအဲတန်းတဲ့ကောင်ရုံးဗာသစ္စာတော့မသိဘူးလားသိတယ်တန်းတဲ့ကောင်ရဲ့လုံမြောက်တဲ့နေရာကတဏှိတုပ္ပါကနိဗ္ဗာန်ချမ်းသာမရှိဘူးလားသိတယ်တန်းတဲ့ကောင်ကလုံမြောက်တဲ့နေရာတဏှိတုပ္ပါကနိဗ္ဗာန်ကြီးဒုက္ခချမ်းသာမေးဘူးလားတဏှိဒုက္ခဆိုတဲ့ချမ်းသာမျိုးမရဘူးလားတုံးတဲ့ဘုဒုက္ခသစ္စာလို့ပြီးတော့သွားအောင်မလားဒါနိရောဓသစ္စာ ဒီရိတ်တာကိုစရောက်လာပြီဆိုတဲ့ဥစဉ်ဘာလောက်ရလဲဆိုရင်ရောက်လာပြီဆိုတဲ့ဥစဉ်ကဥကိုအာကိုလို့လာတာပေါ့နော်ယုံကြည်လို့လာတဲ့အတွက်ဒီရိတ်တာကိုလာပြီဆိုတဲ့ဥစဉ်ကဘလို့နီးနေပဲဖြစ်ဖြစ်နီးပေါင်းဆောင်ဥစဉ်ကမရရအောင်ဥစဉ်ကပြပေးတာရှိတယ်ပထမကဝိစာပေါ့ညံနဲ့ယင်ရောက်အောင်ပြတယ်ညံနဲ့မရရင်ခန္ဓာနဲ့ကာယကိုအာကိုပြီးတော့သွားတယ်ပေါ့ပထမညာနာကိုဥစားပေးတယ်ညာနာဥစားပေးလို့သူမရသေးဘူးသူဟောလို့မှနားမလဲသေးဘူးပြင့်ခိုင်းတယ် ကျင့်လဲကျင့်နေဟောလဲဟောတယ်မရဘူးဆိုနောက်ဆုံးဦးဇင်းကဒီနေ့ဆိုရင်မလေးပါဖူလေးပါပေါ့နော်ဒီလိုမျိုးအနှစ်ချုပ်လေးတွေဦးဇင်းကရှင်းပြတယ်အဲဒီလိုဟောပြတာရှိပါအဲ့တော့ဦးနှုတ်ရိတ်တာအထူးကြားနေတာကသူများရိတ်တာတွေလို့မနဲ့၃နာရီ၄နာရီအစောကြီးမထခိုင်းဘူးမနဲ့ပိုင်းထိုင်ခြင်းကိုဖြုတ်တာတယ်အဲနောက်ကြတော့အစားတော့ဆိုရင်လည်းဦးဇင်းဘူဘေးစနစ်စီစဉ်သားတယ်ပေါ့ဘူဘေးစနစ်ကအဝါစားအဲ့တော့ဆုံးအလှူခံခြင်းလည်းမရှိဘူးရိတ်တာလာဝင်တော့ပတ်စံပါမှမဟုတ်ဘူးရိတ်တာယူလှူထားမှ လာငါတို့လာပြီးတရားကျင့်ရမှာလည်းမဟုတ်ဘူးလာပြီးတော့လူလူမလူလူစွန့်မဲ့လူစွန့်မလူလည်းရတယ်အเจ้าမရှိလည်းရတယ်အမြဲတမ်းဒီလိုလာဖို့ပဲလိုတယ် ရိတ်တာကကြတော့အလုတ်ဘေးတရားမဟုတ်ဘဲနဲ့အလုတ်သိမ့်တရားဦးတော့အစလေအဆုံးထိကိုဦးဇင်းကပြတယ်အဲဒီအစလေအဆုံးထိကိုကမ္မထံဦးတို့ကြောင်းမှာကိုးစင်းရှိတယ်ဒီလာလာလဲဒီကမ္မထံနောင်လာလာလဲဒီကမ္မထံစနေတုံးလာလဲဒီကမ္မထံမဟုတ်ဘူးကမ္မထံတွေကလည်းအစင်လိုက်ရှိတယ်လို့တရားရတဲ့လူတိုးတက်တဲ့လူတွေကလည်းအများကြီးပဲလာတိုင်းလာတိုင်းဟိုအများနဲ့တိုးတက်မှုရှိတဲ့အတွက်ဒီကမ္မထံတွေကလည်းအများနဲ့ဦးတို့ကနောက်ဆုံးပြောမယ်ဆိုရင်တော့လူတွေအားလုံးရဲ့မျှော်လင့်တဲ့နိဗ္ဗာန်ကိုဦးတို့ကအစဆုံးပေါ့နော် တဲ့ကာယစိတ်ဓာတ်ဝိဒနာဓမ္မဆိုတဲ့ဒိဋ္ဌိပံတရား၄ပါးကြိုက်တဲ့နေရာလားအဲ့တော့ကမ္မထံကိုးစင်မှာလဲသူက level တွေမတူကြဘူးလူတွေရတာဥမာ၁၀ရောက်လောက်ဖြစ်နေပြီညာတော့လဲကမ္မထံတွေမတူကြဘူးနောက်ဆုံးဘဲမှသွားကြမလို့ဒီမှာပဲတချို့လမ်းဆုံးကြတဲ့လူတွေရှိတယ်ကြိုက်တဲ့တရားလာခြင်းဥမာဒီမှာဒီတရားတို့ပြန်ဖြီးပြီးတယ်ပြန်ပြီးတော့လမ်းတဲ့ပြီးတယ်ဥစဉ်ကိုကြီးညိုအောင်လောက်တာမဟုတ်ဘူးဥစဉ်သိတဲ့တရားကိုသူတို့တွေကိုသိအောင်ပဲပြပေးတယ်ဥစဉ်ကိုကိုးကွယ်ဖို့အတွက်မဟုတ်ဘူးတရားကိုကိုးကွယ်ဖို့အတွက်ဖြစ်တယ် ိတ်တာမှာဥယျာဉ်ရိတ်တာမှာတလာတဲ့ကိုတလာကို၁၀ရက်နေကြရင်တစ်ချိန်မက်ကင်ရှစ်ပါ၈ရက်ဖွင့်တယ်ဒါပေမဲ့၁၀ရက်လောက်ချိန်ကိုတယ်ဝင်တဲ့ရက်က၉ရက်ထွက်တဲ့ရက်က၁၈ရက်ဆိုတော့အားလုံးဥယျာဉ်က၁၀ရက်လောက်ချိန်ပေးရတယ်ပြီးရင်ဥယျာဉ်ရိတ်တာမှာနတ်တာတရားစကန်ဆိုတော့တစ်ချိန်ရှိသေးတယ်တလာတဲ့ကိုတရားစကန်နှစ်ချိန်ဖွင့်တယ်ဒါကပုံမှန်အနည်းဆုံးခါကြရင်ပုံမှန်ဆိုတော့နောက်တစ်ခါကြရင်ပြင်မတရားစကန်နေရီကခုနလိုမြောင်းများတို့ပသိန်းတို့နေပြည်တော်တို့စသဖြင့်မန္တလေးတို့အဲ့ဒီလိုမျိုးတောင်ကြီးတို့ပေါ့နော်ဒီလိုမျိုးတွေကလည်းပြင်မတရားစခန်းတွေကလည်းရှိကြဥစဉ်တက်နားရွက်မရှိဘူး လူတွေအလုံးကမနိုင်ဘူးပြောမစင်တော့လူ100ကျော်ဝင်းကျင်100လောက်ပဲဆန်းနေရိတ်တာကို200လောက်သုံးနေရတော့ဝိတ်ကမခံနိုင်ဘူးအဲ့တော့နောက်ခါကျတော့ဓမ္မယုံကသွန်သားဓမ္မယုံ မပြည့်စုံသေးဘူးဦးကဟိုသာသနာကိုလည်းတိုးတက်အောင်တစ်ပတ်တလန်းလောက်ရတယ်ဒီတိဆောက်ဆဲဆိုတော့ဒီကျောင်းတွေအဆောက်အဦတွေဘက်တွေလည်းလောက်ရတယ်ဆိုတော့ဦးစင်းရင်ကအနာကျိန်လည်းမရှိဘူးအဆောက်အဦလည်းလောက်ရတယ်သာသနာလည်းပြုရဆိုတော့အဲ့ပါအနာနည်းနည်းလေးရိတ်ပတ်မလဲတာလေးတွေရှိတယ်သွန်သားဓမ္မယုံကလည်းဒါပဲရိတ်တာဓမ္မယုံကလည်းဒါပဲဆိုတော့အဲ့ဒီမှာဦးနှုတ်မှာဒီမှာတွေ့ရင်ဝန်သွားနေရတယ် ီဓမ္မယုံကြီးရဲ့ဆွမ်းစားဓမ္မယုံကဓမ္မယုံကနှစ်ခုသုံးနေရတဲ့အတွက်ဦးတို့မှမပြည့်စုံတဲ့အတွက်အဲအဲ့ဒီပေါ်မှာဘာလို့ဦးတို့လူကိုအများကြီးလက်ခံလို့မရအောင်ဖုံးနဲ့เนาะဦးတို့ဒီပေါ့ဟိုရုပ်လက်မျက်မရွေးပေါ့ဖုံးဆက်လို့ရတဲ့လူဥသူယူပေါ့ကန်ဆိုးကန်ကောင်းပေါ့အဲ့တော့ဦးတို့ဟိုလက်ကုန်ပြီး၄ရက်လောက်ဝင်းကျင်ကြရင်စရင်ပေးလို့ရပါပြီအဲ့ပေးထားတဲ့ဖုံးတစ်လုံးဆက်ဖြစ်ရင်ဖြစ်မယ်နှစ်လုံးဖြစ်မယ်အဲ့ဖုံးကိုပဲဆက်လို့ရမှာအဲ့ဖုံးနဲ့ဝင်လာတဲ့ဟာကိုပဲဦးတို့အတိယူမှာကြံတဲ့နေရာကနေဆရာတော်ကိုတီးလို့ဆရာတော်အမျိုးမဟုတ်လို့ငါနဲ့တီးလို့ အလူရှင်ရဲ့အမျိုးမဟုတ်လို့ဆိုပြီးတော့အဲ့လိုမျိုးပေးတဲ့ခါကျရင်နောက်ပိုင်းကျရင်ဥရောမရှင်းနိုင်လို့ပေါ့နော်အဲ့ဒီပြဿနာတွေဥရောမှာရှင်းဖို့အတွက်အချိန်မရှိသေးဘူးရိတ်တာယောဂီဆောင်တွေကလည်းမပြည့်စုံသေးဘူး ဥစဉ်နဲ့တော်တဲ့တက်တဲ့လူတွေကိုလည်းဥစဉ်မျှော်လင့်ပါတယ်ဒါအဲ့တော့အရိယာမန္တန်ဆိုတဲ့အတိုင်းဥစဉ်တို့ရွေချက်ကဒီเจ้าမှာဥစဉ်တို့ကတစ်ချက်တရားမရပဲနဲ့အများဆုံးအဖြစ်ပေါ့နော်ဥစဉ်တို့ဒါဥစဉ်တို့တတ်မှတ်ထားတဲ့တရားမရပဲနဲ့ဥစဉ်မထားပါဘူးဒီเจ้าမှာထားတာအမြဲနေတန်ခါထားတယ်ဒီအမြဲနေတန်ခါဒီဥစဉ်တို့တတ်မှတ်ထားတဲ့တရားပြည့်စုံရမယ်ပြီးရင်ဝန်ကြီးစည်းကမ်းတွေနဲ့လိုက်နာနိုင်ကျင့်သုံးနိုင်ရမယ်ပြီးရင်တဦးနဲ့တဦးတင့်မြတ်ပြီးတော့ဟိုပေါင်းတင်ဆက်ဆံနိုင်ရမယ်အဲ့ဒီ၃ချက်မပြည့်ရင်ဥစဉ်ဘယ်သူမှလက်မခံဘူး အဲဒါအဲ့လာကအခုမှလာဆိုမဟုတ်ဦးရင်ကျောင်းစတပိတ်တလုံးသင်္ကန်းသုံးတယ်ခြေချင်းလျှောက်နေတဲ့ဘွားတွေကနှစ်နှစ်လောက်တည်းကဒီကျောင်းစတည့်ပြီဆိုတော့ကဒီရက် quality ကိုမြင့်ထားပြီသားဒါပဲနဲ့အခုတကယ်ကျောင်းစောက်တော့ဦးရင်ကဒါပဲနဲ့ short ပေးတာနေနည်းများတယ်အရင်တော့အဲ့ဒီရိုချင်းနဲ့လောက်တာမ short ဘူးဦးရင်ကအဓိကကဦးရင်ကမီးများမီးနိုင်ရေများရေနိုင်ဦးရင်တို့ကျောင်းမှာအရိယာမန်နိုင်ဆိုတဲ့အတိုင်းအရိယာသူတော်ကောင်းတွေများမယ်ဆိုတဲ့ဦးရင်တို့ရဲ့ဦးရင်ရဲ့ဟိုဟာရှိတယ်ရီမန်းချက်ရှိတယ် ဒီတော်ကောင်းတွေကပူလောင်နဲ့တောကတွေနဲ့ပေါ့နော်ဦးတို့ဒီပဋိဒေဝမီးတွေနဲ့နော်ဒီမီးဆက်သက်ပါပေါ့ကိရတာမီးဆက်သက်ပါနဲ့မီးတွေနဲ့လာတဲ့အချိန်မှာဒီကလူကြောင်းကလူတွေလည်းလောင်နေမယ်ဟာအလှခံနေမယ်ဝိုင်းပြီးတော့ကို့အပူတွေကိုသူတို့သွားပြဟိုကလာတာပူလို့လာတဲ့လူတွေကိုကို့ရဲ့အပူတွေကိုဟာဟိုကလို့တဲ့ဒီကလို့တဲ့ဒီမှာအလှမခံဥစဉ်တင်ဘလို့တင်မလားဥစဉ်ပလင်ပေါ်မှာတရားဟောရင်းနဲ့တင်ဖို့အတွက်ကိုဒါနောက်ဆုံးဥစဉ်ရရွတ်ချက်အနာကက်ပဲငှက်တကောင်လို့ပြန်တန်းနိုင်အောင်ဦးတို့ကကျင့်ကြံအထောက်နေတဲ့ရဟန်းတစ်ပါးဖြစ်တဲ့အတွက်ဒီဘောမှာအစွဲတွေဖြုတ်ပြီးတော့ဦးတို့ ဒီဘောမှာအစွဲမရှိဘဲနဲ့ဦးနေသာသနာပြုယုံတက်တက်ပဲလုံးလို့ရတဲ့အချိန်မှာလုံနိုင်တလောက်လုံမယ်ဒါပဲဒရင်ကမြင်ဒရင်ကနေထောင်ရမြင်အငဲတိပါမြန်းမအတိမြဲမှာအတိမြဲဖို့အတွက်ရှင်များဗာဆက်လုပ်ဖို့ကြံနေလေဗျာဆက်လက်ပြီးတော့ကိုယ်သာပေါင်းများ ဟုတ်ပြီတော့ရှင်မတော့ကျွန်တော်ကကြားဘူးတဲ့ရှင်မကုတဲ့ကျင့်ကြံအထုတ်ခဲ့တော့ကကျွန်တော်က22ဝါပေါ့နော်ဒီလိုမလားခင်တော့ကကျင့်ခဲ့တဲ့နိဗ္ဗာန်နဲ့ဒီမှာဦးတို့အရိယမန္တန်တော့ရိတ်တာမှာသူကျင့်ခဲ့တဲ့၄ရက်မြောက်ကျင့်ခဲ့တဲ့နိဗ္ဗာန်ဘာလို့ကွာချားမှုရှိပါသလဲဗျာဒီမှာကကျွန်တော်ကကျွန်တော်ကနိဗ္ဗာန်ကဘလို့တော့နီးလာဝေးလာဗျာဒီလိုနိဗ္ဗာန်ကရနိုင်မယ်တော့မရှိပါဘူး ုတ်ပြီအခုကျတော့ဘယ်လိုဖြစ်တာနိဗ္ဗာန်အချိန်မြတ်အတွက်နီးလာဝေးလာဗျာမတိခင်ရောက်တာလားအရှင်းလက်လက်ရောက်တာလားဗျာခန္ဓာကြီးနဲ့ရောက်သွားတာလားဉာဏ်နဲ့ရောက်တာလားနောက်ဦးတို့အရိယမန်နဲ့ဆောင်ဘုတ်ကတစ္ဆာနဲ့ကြည်တိလာနဲ့နေမေတ္တာနဲ့ဆောင်လျှောက်အဲ့တော့တရားမကြခင်မှာလဲတစ္ဆာတရားဆိုတာပါတဲ့တစ္ဆာဆိုတာတရားတရားဆိုတဲ့အဓိပ္ပာယ်ကမျှတခြင်းလို့ခေါ်တယ်ကြည်တဲ့အကြည့်တိုင်းမှာမျှမျှတတတာတစ္ဆာတရားနဲ့ကြည်ရမယ်ပြီးရင်တိလာနဲ့နေရမယ် အဲဒီတိလာလည်းစောက်ထဲရမယ်နော်ဒါသူတော်ကောင်းဆိုတော့သူတော်ကောင်းဗြဟ္မစတိယအကျင့်နေကျင့်ရမယ်ပေါ့နော်သူတော်ကောင်းကျင့်နေကျင့်ရမယ်တောက်တောက်ကမေတ္တာနဲ့နေရမယ်မေတ္တာထားရမယ်ပေါ့မေတ္တာနဲ့စောက်ရှောက်ရမယ်ပေါ့အဲ့တော့တူနဲ့တူကမေတ္တာနဲ့စောက်ရှောက်မယ်ဆိုရင်တို့ကဒီစီး၃ချက်နဲ့ညီရင်တို့အရိယာမှာနမန်တိုင်းမှာနေတဲ့လူတွေပျော်ပါတယ်အဲ့စီးချက်၃ခုပြတ်သွားရင်အဲ့စီး၃စီးကြော်သွားရင်တော့တစီးပြတ်သွားတာနဲ့အဲ့လူကမပျော်တော့ဘူး၃စီလုံးပြတ်သွားရင်တော့နေလို့အများတော့ဒီစီ၃စီရှိနေတယ်ဆိုရင်တော့ဒီเจ้าမှာနေရတာရှင်သန်နေရတာအတိတ်ပဲလဲရှိတယ် တန်ဖိုးလည်းရှိတယ်အနာဂတ်တွေလည်းလှတယ်ဗောနောပြစ်စုံပန်လည်းလှတယ်